လဲမြို့နယ်မင်းတိုင်ပင်ရွာနယ်ဘုတ်ကူမြို့နယ်ကမ္မရေပြာလမ်းပိုင်းကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲမှုကြောင့်ပြည်သူများထိခိုက်မှုရှိကြောင်းသိရပါတယ်။စကိုင်းတိုင်းပလဲမြို့နယ်မင်းတိုင်ပင်ရွာနယ်ဘုတ်ကူမြို့နယ်ကမ္မရေပြာလမ်းပိုင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူများထိခိုက်မှုရှိကြောင်းဒေသပြည်သူများကပြောပါတယ်။ဂျွန်လ14ရက်နနက်9နာရီမှ10:30မိနစ်ထိပလဲမြို့နယ်မင်းတိုင်ပင်ရွာကိုအကြမ်းဖက်စစ်တပ်က Jet Fighter ဖြင့်လေကြောင်းတိုက်ခိုက်မှု၄ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။အချမ်ဘစ်စတက်ဤလေကြောင်းတိုက်ခိုက်မှုတွင်ကျေးရွာနေပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိကာနေအိမ်များထဲပျက်စီးခဲ့ပြီးထိခိုက်မှုအသေးစိတ်ခြေနေကိုအတည်ပြုနိုင်ခြင်းမရှိသေးပြောင်းသိရပါတယ်။နာနက9နိုင်ကျော်ကနေစပြီးဘုံကျဲတိုက်ခိုက်နေတာမင်းတိုင်မင်းကျေးရွာကိုဂျက်ဖိုက်တာနဲ့လာကျဲတာ၄ကြိမ်ကျဲချတိုက်ခိုက်သွားတယ်။ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရပြီးနေအိမ်တွေပျက်စီးတယ်လို့ပဲသိရသေးတယ်။အချင်းလေးသေးစိတ်ကိုတော့အတိမပြုတ်နိုင်သေးဘူးဟုဒေသတင်းရင်းမြစ်ကပြောပါတယ်။အလားတူမကွေးတိုင်း ဘုတ်ကူမြုံနယ်ကမ္မရေပြားလမ်းပိုင်းကိုလည်းအတန်းပတ်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသတွင်းတရင်ချင်းမြများထံကနေသိရပါဗျ။ဂျွန်လာစလီရင်နေမိုးလဲနှစ်နိုင်ခန့်တွင်အတန်းပတ်စစ်တပ်၏ရိတ်ခါမှုစစ်ကြောင်းရှိနေသောကမ္မရေပြားလမ်းပိုင်းကို Jack Fighter နှစ်စင်းဖြင့်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရပါဗျ။စစ်ခွေရိတ်ခါမှုစစ်ကြောင်းကအမရေပြားလမ်းပိုင်းမှာရှိနေတာဆိုတော့ခုနကပဲလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်။ထိတွေ့တယ်ပဲဖြစ်တယ်လို့တော့မကြားသေးဘူး။တရားတစ်ကနေ ပေါကပါစနှစ်လေးဘကူထွက်ခွာနေတဲ့ရိတ်ခါစစ်ကြောင်းအတွက်လမ်းကြောင်းရှင်းနေတာဟုဒေသတင်းချင်းမြစ်ကပြောဆိုပါတယ်။အီရန်ကိုအစ္စရေးတိုက်ခိုက်မှုကိုတရုတ်ကရှုံချလိုက်ကြောင်းသိရပါတယ်။အီရန်ရဲ့အထုတ်ချအာဏာလုံခြုံရေးနဲ့နယ်မြေပိုင်တဲ့ဆန်ရဂုံတိုက်ခါကိုအစ္စရေးကချိုးဖောက်မှုကိုတရုတ်ကရှုံချတယ်လို့ဂလုတမကဆန်ရတရုတ်တမကြီးဖူဆောင်ကကုလလုံခြုံရေးကောင်စီရေးပေါ်စီဝေးမှာပြောဆိုပါတယ်။လက်ရှိအခြေအနေမှာ ယူရန်နျူကလ িয়ার ဆွေးနွေးမှုတွေပေါ်အဖြစ်သဘောတက်ရောက်တယ်လို့တရုတ်ကအင်မတန်စိုးရိမ်နေပြီးအစ္စရေးအနေနဲ့နောက်ထပ်စီးရေးခြေနေတွေမဆိုးရွားသွားဖို့အတွက်စီးရေးအရာလုံးဆောင်မှုတွေကိုအချိန်မဆိုင်မဲ့ရပ်ဆိုင်ဖို့လိုအပ်တယ်လို့သူကဆက်ပြောပါတယ်နျူလန်နဲ့မပြတ်ပွားရေးစာချုပ်လက်မှတ်ထိုးထားတဲ့နိုင်ငံအနေနဲ့ယူရန်ရဲ့နျူဆွမ်းအင်ကိုငြင်းချမ်းရေးအတွက်အသုံးပြုခွင့်ကိုအပြည့်ဝလိုက်နာသင့်တယ်လို့သူကဆက်ပြောပါသေးတယ်တရုတ်ဟာအီရန်ရဲ့အထူးစီးပွားဖက်နိုင်ငံဖြစ်ပြီးအထူးသဖြင့်စွန့်အင်တဲ့အခြေခံစောက်အုံကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်နေပါတယ် နာဂတ် Federal Democracy ပြည်ထောင်စုတွင်ခရင်ပြည်ကော်သူလေနိုင်ငံဖြစ်ပါဝင်ပြီးမိမိတို့၏ကံကြမ္မာကိုမိမိတို့ကအသာလျင်ဖန်တီးစီမံအုပ်ချုပ်နိုင်ရမည်ဟုကင်ယူဥက္ကဋ္ဌကပြောလိုက်ပါတယ်။အနာဂတ် Federal Democracy ပြည်ထောင်စုတွင်ခရင်ပြည်ကော်သူလေနိုင်ငံဖြစ်ပါဝင်ပြီးမိမိတို့၏ကံကြမ္မာကိုမိမိတို့ကအသာလျင်ဖန်တီးစီမံအုပ်ချုပ်နိုင်ရမည်ဟုကင်ယူအမျိုးသားစီယုံကင်ယူဥက္ကဋ္ဌဘရူစောကွယ်ထူးဝင်းကပြောဆိုလိုက်ပါတယ်။ ယနေ့ကြာရောက်သည့်86နှစ်မြောက်ကိုသူလီနေအဖြစ်ထုတ်ပြန်သောမိန့်ခွန်းတွင်ကင်ယူအုပ်ချုပ်ကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါသည်။ကင်ယူမျိုးသားတော်နိုင်လှူရှာမှုသည်ကင်လူမျိုးတို့၏ကြီးမားချက်နှင့်အိမ်မက်ဖြစ်သောကိုသူလီနိုင်ငံထူထောင်ခြင်းဖြစ်ကြောင်းကင်လူမျိုးအလုံး၏စိတ်နှလုံးတွင်ကိုသူလီနိုင်ငံသည်စွမ်းမျက်ရှိနေသည်မှာညင်းပယ်၍မရကြောင်း လက်ရှိတွင် KNU ကမြန်မာနိုင်ငံပြည်ပြင်ပြောင်းလဲရေးအတွက်အခြားသောလူမျိုးစုတော်လှန်ရေးဖွဲ့စည်းများဆက်အနာရှင်ဆန့်ကျင်သောဖွဲ့စည်းများနဲ့ပူးပေါင်း၍ Federal Democracy ပြည်ထောင်စုတည်ဆောက်ရန်ကြိုးပမ်းလျက်ရှိကြောင်း၎င်းကပြောဆိုပါရယ်။ KNU ထွင်းကြုံထားသောနေမြင့်များတွင်အုပ်ချုပ်ရေးနှင့်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုများကိုလည်းချမှတ်သွားမည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတိဆောက်ရာတွင်အောက်ချိန်မှအထက်သို့စီမံခန့်ခွဲမှုဖြင့်ပြည်내အားကောင်းတိဆောက်ခြင်းမှတစဉ်ပြည်အောင်စုတူထောင်ခြင်းကိုပုံဖော်ခြင်းဖြစ်သောယနေ့တွန်လာ၏ကာလတွင်မဟာလူမျိုးကြီးဝါဒနှင့်အာရာရှင်စနစ်ထုံမှုစနစ်များကိုကျင့်သုံးပြီးပြည်တွင်းပြည်ပခတ်ကိုဖန်တီးနေသူများကိုအပြစ်ဒဏ်တိုက်ဖျက်ရာမှကရင်လူမျိုးများ၏တာဝန်ဖြစ်သောကရင်ယူဥက္ကဋ္ဌကသူ၏မိန်ခွန်းတွင်ပြောဆိုထားပါသည်လာမည့်အနာဂတ်ကာလတွင်ကရင်လူမျိုးများအနေဖြင့်မိမိနယ်မြေတွင်မိမိကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မိတို့ရဲ့ကံကြမ္မာကိုမိမိတို့ကတာလင်ဖန်တီးပြီးစီမံအုပ်ချုပ်နိုင်ရန်အနာဂတ်မျိုးဆက်သစ်များအားဝေးထုတ်ရမည်ဖြစ်ကြောင်းဂရင်ပြည်ကော်တူလေထူထောင်ရန်ဂရင်လူမျိုးများအလုံးကအင်တိုက်အားတိုက်ပါဝင်ကြိုးပမ်းကြရန်ခင်ယူဥက္ကဋ္ဌကတိုက်တွန်းပြောဆိုထားပါတယ်။ဒေဂိုမျိုးနယ်တွင်ပြူစော့တိမျိုးအောင်ကိုလုံချုံရေးတာဝန်ချိန်နောက်ကျမှုဖြင့်စစ်သားများကအပြစ်ပေးရိုက်နှက်ရမှလက်လွန်သေးဆုံးကြောင်းသိရပါတယ်။ဘကိုးတိုင်းဒေဂိုမျိုးနယ်တွင် ကင်းဆောင်ရန်တာဝန်ယူထားသောပြူစောတိမျိုးအောင်ကိုတာဝန်ချေနောက်ကျမှုဖြင့်စစ်သားများကအပြစ်ပေးရိုက်နှက်ရာမှာလက်လွန်တေဆုံသွားကြောင်းဒေသပြည်သူများကပြောပါရယ်။ယမနေ့ဂျွန်လ13ရက်နေ့နနက်9:00နာရီအချိန်တဲကုံမြို့နယ်အမှတ်1ရပ်ကွက်ဤပြူစစ်လုံခြုံရေးဖွဲ့ဝင်ဖြစ်သောပြူစောတိမျိုးအောင်ကိုတာဝန်ချေနောက်ကျမှုဖြင့်စစ်သားများကရိုက်နှက်ပြစ်ပေးစဉ်လက်လွန်တေဆုံခဲ့ခြင်းဖြစ်ကြောင်းတေဆုံသွားပြီးနောက်စစ်တပ်ကတပ်ဆိုင်ရာမိသားစုကိုအကြောင်းကြားလာကြောင်းသိရှိရပါရယ်။ တဲကိုမျိုးအမှတ်တရက်ကမှနေတယ်မြို့အောင်ရောသူ့ညီရောသူ့အဖေပါဝင် သုံးဦးစလုံးကပြူစောတိပြည်သူစစ်တွေပါမြို့အောင်ကသားအကြီးအဲ့ဒါလုံချုံရေးကင်းယူဖို့တာဝန်ချိန်နောက်ကျလို့ဆိုပြီးစစ်တပ်ကအပြစ်ပေးရာကနေလက်လုံမီတည်ဆုံသွားတယ်မနေ့မနေ့ခုနိုင်မှဆုံးတာရိုက်နဲ့အပြစ်ပေးရာကနေလက်လုံမီတည်ဆုံသွားတာပါဟုဒေသပြည်သူတူကပြောဆိုပါတယ်တဲကုံမြုံနယ်တွင်စစ်တပ်ကလုံခြုံရေးတိုးမြှင့်ထားပြီးအ धिक အားဖြင့်ပြည်သူ့ကာကွယ်တပ်များ၏နေမြေဆိုးမိုးကျပြန့်လာခြင်းနဲ့ မြို့ပေါ်အထိစစ်တပ်တပ်တော်များကိုခြေမုံနှိမ်နှင်းနေမှုကြောင့်စစ်တပ်နဲ့ဖြူစော်တီများမှာအချိန်တိုင်းကြောက်လန့်နေကြသောထို့ကြောင့်လုံခြုံရေးနဲ့ပတ်သက်၍စစ်တပ်နဲ့ဖြူစော်တီများကြားမကြာခဏဆိုးသလိုအငင်းပွားခိုက်ရန်ဖြစ်ပွားမှုများနဲ့တူတာဝန်ကိုတာဝန်လွှဲချပစ်တင်မှုများပေါ်ပေါက်နေကြောင်းဒေသပြည်သူများကပြောပါတယ်။ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့နဲ့ဖြူစော်တီဖွဲ့တွေချင်းချင်းပြစ်ခတ်နေကြောင်းသိရပါတယ်။ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံရဲတွေနဲ့စစ်ကောင်စီဖြူစော်တီကိုပြည်သူစစ်တွေ ရက်ခွဲအုပ်ချုပ်ရေးမှုအဖွဲ့တွေလူမိုက်အဖွဲ့တွေနဲ့အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေကြောင်းသိရပါတယ်။ရန်ကုန်မြို့လက်မတော်မြို့နယ်ကရောင်ရှင်းမော်တင်ကုန်တိုက်အနီးမှာစစ်ကောင်စီလက်အောက်ခံရဲတွေနဲ့ပြူစောတိအဖွဲ့တွေအချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ဂျွန်လ13ရက်ည8နာရီလောက်မှာရောင်ရှင်းမော်တင်ကုန်တိုက်အနီးမှာရှိတဲ့ရဲတအူးကိုပြူစောတိတွေကကားတစီးနဲ့လာရောက်ပြီးဓားနဲ့ခုတ်ဒုတ်တွေနဲ့ရိုက်ကြတာလို့သိရပါတယ်။အဲဒီနောက်ရဲတွေထက်ရောက်လာပြီးတရနဲ့ပြကခဲ့တယ်လို့လမ်းမတော်မြုပ်နယ်ဒေသခံတွေကပြောပါတယ် ဒါနဲ့ခုတ်ခွန်ခဲ့ရတဲ့ရဲနဲ့ပတ်သက်တဲ့အမျိုးသမီးကိစ္စကြောင့်နောက်မတော်မြုပ်ခန့်တချို့ကပြောပါတယ်။ရဲနဲ့ကြိုက်နေတဲ့အမျိုးသမီးကပတ်စံခိုးသွားတယ်ပြောတယ်။အဲ့ဒါကိုလူမိုက်တွေကလိုက်လာတာလို့ကြားတယ်လို့နောက်မတော်မြုပ်ခန့်တူကပြောပါတယ်။အဲ့ဒီဖြစ်စဉ်တွေမှာရဲတူအပြင်းထန်တန်ရာရရှိခဲ့ပြီးပြူစောတိလေးဦးဖမ်းဆီးခံခဲ့ရတယ်လို့လည်းဒေသခံတွေကပြောပါတယ်။ဒါအပြင်ပြီးခဲ့တဲ့မေလ25ရက်ကလည်းကမာရွတ်မြို့နယ်ရဲစခန်းမှာပြူစောတိအဖွဲ့တွေဝင်ရောက်တနက်ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ပါသေးတယ်။ ပြူစောထီတွေဖြစ်တဲ့လှိုင်းမြုပ်နယ်6ရပ်ကွက်အုပ်ချုပ်ရေးမှူးကျော်သူနဲ့7ရပ်ကွက်အုပ်ချုပ်ရေးမှူးစန်းထေးနဲ့10ရပ်ကွက်အုပ်ချုပ်ရေးမှူးတန့်စင်ဦးတို့ဖွဲ့ကမေလ25ရက်ညပိုင်းမှာကမာရွရဲစခန်းကိုတွားရောက်ပြီးတရက်နဲ့ပစ်ခဲ့ကြတာလို့အဲ့ဒီဖြစ်စဉ်ကိုသိတဲ့ဒေသခံကပြောပါတယ်ရှိရကအုပ်ချုပ်ရေးမှူးစံတေးမိမစီးနှင်းလာတဲ့လိုင်စင်မဆန်ငယ်ကိုကမာရွေရဲစခန်းကရဲတွေကဖမ်းဆီးထိန်းသိမ်းထားတာနဲ့ပတ်သက်ပြီးပြန်ပေးဖို့ပြောရာကမကြည်မလဲဖြစ်ပြီးတနက်နေ့တော့ပြစ်ခတ်ခဲ့တာလို့ပြောပါတယ်။အဲဒီပြစ်ခတ်မှုအတွင်းမှာကမာရွေရဲစခန်းကရဲနှစ်ဦးထိမှန်တရားရရှိခဲ့တယ်လို့ တည်ရပါတယ်သူတို့အချင်းချင်းချတာကကောင်းပါတယ်ဘလို့ချချလို့မြို့ကလူငယ်တူကပြောပါတယ်ဒေသအသီးသီးကစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့ရွာတွေကရက်ကွက်နဲ့ကြေးရွာအုပ်ချုပ်ရေးဖွဲ့ဝင်တွေကိုစစ်ကောင်စီကဖြူစောတီးဖွဲ့ဝင်တွေဖြစ်တတ်မှတ်ပြီးလက်နက်တပ်ဆင်ပေးထားတာပါဒါအပြင်မြို့ရွာတွေကလူမိုက်တွေကိုလည်းစစ်ကောင်စီကလက်နက်တပ်ဆင်ပေးထားပါတယ်ဒါအပြင်ဒေသတချို့မှာတော့စစ်ကောင်စီကလူမိုက်တွေခက်အဆက်ဆက်ဒုစရိုက် လုပ်သူတွေကိုရက်ွက်ကျေးရွာအုပ်ချုပ်ရေးမှုတွေဖြစ်ခတ်ထားတာတွေလည်းရှိပါတယ်